တသက်မှာတစ်ခါပဲစားလို့ရမယ့်အသေးတွေနံပါတ်က Elder Berries Berry ဒီအရင်လေးတွေလိုထင်ရတဲ့ဒီအသေးတွေကအစိမ်းသွားပြီးတော့စားမိမယ်ဆိုရင်တော့သူမှာပါတဲ့ဆာယာနိုင်အစိမ်းနဲ့ဒိုးသွားနိုင်ပါတယ်ဒီအသေးကိုချက်ပြုတ်စားမယ်ဆိုရင်တော့အန်ဒီရဲ့ကင်းပေးမယ်အစိမ်းစားမရင်တော့မူဝီရာအော့အန်နာကနေကိုရင်းအင်ဂါရီပြည့်စည်တဲ့အထိဖြစ်စီနိုင်တယ်လို့သိရပါတယ်နံပါတ်လေး European Spindle ဘန်းအောင်တောက်တောက်ဒါမှမဟုတ်လိမ္မော်ရောင်ရှိတဲ့ဒီအသီးလေးတွေကပုံစံအသာချစ်ဖို့ကောင်းပေမဲ့နည်းနည်းလောက်စားမရင်တော့အသည်ကိုထိခိုက်စေနိုင်ပြီးတော့အလေဖြတ်သွားတာမျိုးအထိဖြစ်စေနိုင်ပါတယ်။နံပါတ်3အခီဂျမေကာနိုင်ငံမျိုးရင်းဖြစ်တဲ့ဒီအသီးကို သူ့ဘာသာအခွန်ကွဲထွက်မသွားခင် စားမိမယ်ဆိုရင်တော့ ဟိုပိုဂလိုင်ဇင် A စရိတ်ဓာတ်ကို စားမိသွားမှလည်းဖြစ်ပါတယ်။ဒီအစိတ်ကလည်းမူဝေအော်အန်နာစားလို့ကိုမာဝင်နာကနေနောက်ဆုံးမှအသက်ဆုံးရှုံးတဲ့အထိဖြစ်သွားစေနိုင်ပါတယ်။ဒါကြောင့်မေဒီအသီးကိုနိုင်ငံတော်များမှမမဲ့သေးဘူးဆိုရင်တော့တင်သင်ခင်မပြုတ်ထားဖို့ဖြစ်ပါတယ်။နံပါတ်1ပန်ဂီယန်အက်ဒူ ဘောလုံးသီးလို့ခေါ်တဲ့ဒီအသီးကတော့အရှိချောင်အာရှမှာနာမည်ကြီးပဲဖြစ်ပေမဲ့တေချာမကင်တွင်နိုင်ဘူးဆိုရင်တော့တေစီနိုင်လောက်တဲ့အထိကိုအစိတ်ပြင်းတာလည်းဖြစ်ပါတယ်။ဟိုက်ဒရိုဂျင်ဆိုင်ယာနိုက်ပါတဲ့ဒီအသီးရဲ့အစိတ်တစ်စီးရတဲ့လူကိုကောင်းကောင်းဒုက္ခပေးနိုင်ပါတယ်။နံပါတ်၁ မန်ချီနီရဲ့ဒီအပင်ကတော့မိုးရွာနေတော့အပင်အောက်မှာရက်မိရန်တောင် အသားမှာအပူလောင်မှုတွေဖြစ်လာနိုင်ပါတယ်။စားမိရင်လည်းကိုရင်းအင်္ကာကိုပျက်စီးစေနိုင်ပြီးတော့အဆိုးဆုံးဆိုရင်အသက်ပါဆုံးရှုံးသွားနိုင်ပါတယ်ရှင်။